စီဂျိုယောဂါကနာတာရှည်ချင်မှိုင်ပြဿနာတခုနော်ပြီးလို့ရှိရင်သူကသူကြည့်ပြပြီးသွားရလားဆိုတော့မဟုတ်ဘူးသူ့ကိုခံစားရတာကြားလိုက်လေလေသူကနောက်ဆက်တွဲချင်မှိုင်ပြဿနာတွေခေါ်လာတဲ့ယောဂါတခုဆိုတော့အားလုံးသိပြီးသားဖြစ်မှာပါနော်ဒီတစ်ခေါက်မှာတော့စီဂျိုကြောင့်မလို့ဖြစ်လာနိုင်တဲ့အသေးကနောက်ဆက်တွဲဘယ်လိုပျက်စီးတာလဲဘယ်လိုပျက်စီးလာလို့ရှိရင်ဘယ်လိုလက္ခဏာလေးတွေပြနိုင်လဲဆိုတာလေးကိုဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားမယ်နော် စီးကျွယောကခံစားရပြီဆိုလို့ရှိရင်နောက်ဆက်တွဲအနေနဲ့ကြောက်ကပ်ပျက်စီးရဲ့နှလုံးထိခိုက်တယ်ဆိုတာကိုတော့တော်တော်များများကသိပြီးပေါ့နော်အသေးပျက်စီးရဲ့ဆိုတာကိုတော့သိတဲ့လူကတော်တော်လေးတော့နေုံဝင်လို့ထင်ပါတယ်နော်စီးကျွယကြောင့်ဖြစ်လို့ရှိရင်နောက်ပိုင်းမှာလည်းအသေးကထပ်ပြီးတော့ထိခိုက်ပျက်စီးလာနိုင်တယ်ပေါ့နော်အသေးပျက်စီးလာပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြနိုင်လဲဆိုတော့ အမြဲလို့လို့ပြင်ပန်းနေတာပေါ့နော်ဥမာလူတစ်ယောက်ကပြင်ပန်းနိုင်တယ်ပေါ့နော်တနေ့ကအလုပ်တွေလုပ်ပြီးလို့ရှိရင်ညနေညမှာပြင်ပန်းသွားတာဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမှမဟုတ်ဘဲနဲ့မနက်ကအိတ်တယ်အိတ်ရကထလာတယ်ဥမာ breakfast လောက်ပဲစားရသေးတယ်ပေါ့နော်ဘာမှတေချာလှုပ်ရှားမှုတောင်မလုပ်ရသေးဘူးသူကပြန်ပြီးတော့ပြင်ပန်းနေပြီးခြေကုံလက်ပန်းချနေပြီဆိုလို့ရှိရင်တော့ဒါကစီးကြောင်အသေးကပြက်စီးနေတာပေါ့နော်ဟိုအသေးရဲ့လှုပ်ရှားမှုတွေကြာဆင်းလာတယ်အဲ့ဒီအခြေအနေမျိုးမှာ စီတွေရောစားလိုက်တယ်ဟိုဘောနော်သွေးထဲမှာရှိနေတဲ့တခြားဓာတ်တွေကိုရောဖြိုးဘောနော်ဖြိုးပြက်နိုင်မှုခြေပြက်နိုင်မှုအတွက်အဟန္တာဖြစ်တဲ့အချိန်တွေမှာခန္ဓာကိုယ်ကပင်ပန်းနှုံးချည်ရလို့ခံစားရတာပေါ့နော်ဒါကစီချိုကြောင့်မလို့အသက်ပြည့်စင်းနေပြီဆိုတော့ဟုတ်ဖျက်နေတဲ့ပထမအဆုံးလက္ခဏာတစ်ခုပေါ့နော် နောက်တစ်ခုကကြတော့ဗောနော်ညက်သားမျက်ဖြူသားလေးတွေပြီးလို့ရှင်အသားတွေဝါလာတာဗောနော်ဒါအားလုံးသိတယ်အသေးအောင်တော်လို့ပြောရမယ်အချိန်တွေတခုဗောနော်အသေးကသူ့ရဲ့ဗောနော်ဖြိုခွဲရမယ်ဒီခြေဖြက်ကပဲဗောနော်ရောင်ခြေပစ္စည်းတွေကိုကောင်းကောင်းမစစ်ထုတ်နိုင်ဘူးမခြေဖြက်နိုင်တဲ့အချိန်တွေမှာမျက်ဖြူသားတွေအသားတွေမှာလာပြီးတော့ဝါတာနေဗောနော်စပြီးတော့အသေးကထိခိုက်နေပြီဆိုတာကိုလက္ခဏာတွေပြသနေတာဗောနော် နောက်တစ်ခုကကြတော့နော်အသေးရှိတဲ့ဘိုက်ကေပေါ့နော်ဒီညာဘက်ချမ်းကနေပြီးတော့ဘိုက်ကအရန်အောင်မယ်ပေါ့နော်ပြီးလို့ရှိရင်စူးကနေစူးကနေအောင်နဲ့အဲ့လိုအခြေအနေတွေကိုခံစားရရနေပြီဆိုလို့ရှိရင်လည်းစီးချိုလည်းရှိတယ်ဒီအခြေအနေကိုလည်းခံစားရပြီဆိုလို့ရှိရင်စီးချိုကြောင့်အသက်ပြည့်စည်နေတာဖြစ်နိုင်ပါရဲ့နော်နောက်တစ်ခုကကြတော့စီးရောင်နေဝမ်းအရောင်နေရရှင်းလာတာပုံမှန်မကွဲနဲ့ပြောင်းလာတာပေါ့နော်စီးရောင်ဆိုလို့ရှိရင်အဝါအောင်ရင်းရင်းနေပြီးလို့ရှိရင်ဒီထက်မှပိုပြီးတော့ပေါ့နော်အရန်အရောင်ရင်းနေတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်ပြီးလို့ရှိရင်ဝမ်းဆိုလို့ရှိရင်လည်းဝမ်းကပုံမှန်ဝမ်းအရောင်မဟုတ်ဘဲနဲ့ဝမ်းကမဲနေတာပြီးလို့ရှိရင်ဝမ်းကပေါ့နော်လို့ အကြောင်းကပုံမှန်ထက်ကိုရင်းနေတယ်အဲ့လိုချင်းမျိုးမျိုးဖြစ်နေပြီဆိုလို့ရှိရင်လည်းဒါကစီကြိုကြောင့်အသက်ပြည့်စုံမှုကိုပြနေတဲ့လက္ခဏာတစ်ခုပါပဲနော်နောက်တစ်ခုကကြတော့အစာစားချင်တဲ့လုံးဝမရှိတော့ဘဲနဲ့ကိုယ်လေးချိန်ကြာလာတာပေါ့နော်ဥမာအစာကိုစားချင်တဲ့လုံးဝမရှိဘူးပြီးရင်ဘိုင်ထဲမှာအများနဲ့ပြည့်နေတယ်လို့ခံစားရတယ်ပြီးလို့ရှိရင်အစာစားဖို့အတွက်ကိုလုံးဝမစားချင်ဘူးအစာမကြေဘူးခန္ဓာကိုယ်မှာနေရတာမကောင်းဘူးလို့ခံစားနေရတယ်ပေါ့နော်အစာကိုလုံးဝမစားမနိုင်လို့ချင်းတွေခံစားနေရတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့ကိုယ်လေးချိန်ကလည်းရုတ်တရက်ကြီးကျသွားတယ်ဆိုလို့ရှိလို့ရှိရင်နော်ဒါကစီကြိုကြောင့်အသက်ပြည့်စုံနေတယ်ဆိုတာကိုဖော်ပြနေတာပါနော် ဒီအခြေအနေတွေခံစားနေရပြီဆိုရင်တော့ဆရာအောင်နဲ့တခြားလေးပြတ်သားပြီးတော့ပေါ့နော်အသေးကိုစစ်စစ်မှုခံယူဖို့လိုအပ်ပါရဲ့နော်စီဂျိုကပေါ့နော်ကုသလို့မရတဲ့နလာရှိကျမ်းမာရေးပြဿနာတခုဖြစ်သလိုနောက်ဆက်တွဲကျမ်းမာရေးပြဿနာတွေကိုလည်းဖြစ်စေနိုင်တယ်ဆိုပေမဲ့စီဂျိုရှိနေတဲ့သူတွေအနေနဲ့ပေါ့နော်နေစဉ်ဘဝမှာသွေးဂျိုကလည်းပုံမှန်လေးထိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်ရုပ်တရက်သွေးဂျိုမြင့်တက်တာမျိုးမဖြစ်စေဖို့အတွက်အစားအသောက်တွေကိုလည်းတခြားလေးကြီးယူဆိုင်မယ်ကိုလည်းလှုပ်ရှားမှုတွေကိုလုပ်မယ်ပေါ့နော်ပြီးရင်ဆေးညွှန်းတွေကိုလည်းအချိန်မှန်မှန်ဆေးညွှန်းမှန်မှန်လေးတောက်သုံးမယ်ပြီးလို့ရှိရင်လိုအပ်တဲ့ပုံမှန်ဆေးစင်းမှုလေးတွေကိုလည်းခံယူမယ်ကိုလည်းလှုပ်ရှားမှုတွေလုံရင်လည်းအေးအေးဝါလည်းအိပ်ပြီးတော့ ဟာစာဟာရကိုမြတ်တအောင်စာသုံးမယ်ဆိုလို့ရှိလို့ရှင်ကျမ်းပါပြီးတော့နောက်ဆက်တဲ့စိုးစိုးလေးတွေကိုလည်းပေါ့နော်အတိုင်းအတာတစ်ခုတည်းကောက်ပေးနိုင်ပါပါနော်ဒီဗီဒီယိုပါအကြောင်းအရာလေးတွေကိုဆောင်းမအနေနဲ့ဖတ်ရှုခြင်းလဲဆိုရင်เนาะလို့လို့ရှင် lifetime website လေးမှာဝင်ရောက်ဖတ်ရှုလို့ရတယ်လို့လို့လို့ရှင်မိခင်နဲ့ကလေး Facebook page လေးမှာလည်းတွားရောက်ဖတ်ရှုလို့ရပါတယ်เนาะ နေ့စဉ်ဘဝမှာအသုံးတဲမဲ့ကျန်းမာရေးအချက်အလက်လေးတွေနဲ့ lifestyle လေးတွေကို fashion နဲ့ဆိုလို့ရှိရင်တော့ lotion lifestyle website မှာဝင်ရောက်ဖတ်ရှုလို့ရတယ်လို့ lotion vegan နဲ့ကလေး facebook မှာလည်းဝင်ရောက်ဖတ်ရှုလို့ရပါတယ်နော်ဗီဒီယိုနေနဲ့ဖတ်ရှုချင်တယ်ဆိုလို့ရှိရင် lotion youtube channel နဲ့ lotion tiktok channel မှာတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတွေနဲ့ပတ်သက်ပြီးတော့မြင်မြင်နေတယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ဒါမှမဟုတ်လို့ရှိရင် comment ကနေပြီးတော့ live မြင်မြင်ခဲ့လို့ရပါတယ်နော်